တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့မေလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တောင်တာမြို့ပေါ်မှာရှိတဲ့စစ်တပ်အထိုင်ချဂိတ်စခန်းနဲ့ဝန်ထမ်းအင်ယာကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၄កောင်တေပြီးနန်းစီဒီအမ်ဝန်ထမ်းစစ်တပ်ဦးကိုအရှင်ဖမ်းပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းတောင်တာမြို့ပေါ်မှာရှိတဲ့အကြံဖတ်စစ်တပ်အထိုင်ချဂေစခန်းနဲ့ဝရမ်းအင်ယာကိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ကောင်တိတ်ဆုံးပြီးနန်းစီဒီအမ်ဝန်ထမ်းစစ်တပ်ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုပါတယ်။မေလ၁၉ရက်နေ့မှာတောင်တာကြောက်ပရောင်းလမ်းပိုင်းအထွတ်မှာတောင်တာမြို့မင်္ဂလာဦးရပ်ကွက်မှာရှိတဲ့ဘန်ကာကရုံများနဲ့အခိုင်အမာပြုလုပ်ပြီး ြည်သူများထံမှနေ့စဉ်ငွေကြေးတောင်းယူနှောက်ယှက်နေတဲ့အကြံဖတ်စစ်တပ်ဂိတ်အထိုင်စခန်းနဲ့တောင်သာမြို့ဘူတာကုန်းရက်ကွက်မှာရှိတဲ့ဝန်ထမ်းအင်ယာတို့ကိုတော်လိုင်းရေးတပ်ဖွဲ့များကတပြိုင်တည်းဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်တိုက်ခိုက်မှုအတွင်မင်္ဂလာဦးဂိတ်မှအကြံဖတ်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများရှိကဂိတ်ကိုစွန့်ခွာထွက်ပြေးသွားကြောင်းတော်လိုင်းရေးပေါ်များကဂိတ်တဲများကွန်ကရစ်ဘန်ကာများအတွင်ရှာဖွေစဉ်ငွေကျပ်96သိန်းကျပ်တနက်အတူတလက်ကြီး1500တောင်း MA1 ကြည်ပေါက်၄ခု G3 ကြည်နှစ်ခုတို့ကိုတင်ဆက်ရရှိခဲ့ကဂိတ်တဲများကိုမိရှုဖျက်ဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကိုရောက်ရှိလာတဲ့အကြံဖတ်စစ်တပ်ရဲ့စစ်ကူကားနဲ့လည်းတိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်သား၂ကောင်ထပ်မံတိုက်စုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။ဒါအပြင်ဝန်တန်းအင်ယာကိုစီးနင်းတိုက်ခိုက်မှုမှာအကြံဖတ်စစ်တပ်ဒေါက်တိုင်အကျင့်ပြဝန်တန်း နန်စီဒီအမ်စစ်တပ်ဦးကိုဖမ်းဆီးခေါ်ဆောင်လာကစစ်ကောင်စီရန်နေရကိုအဟန်တာပြုတ်လုံနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တာပတ်ကဖာမိတ်တီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်မှုရဲဘော်ကီဦးဆောင်တဲ့နေပြည်တော် PDF MS 8391တောင်တာစစ်စင်ရေးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာအရေးဖြစ်ရှင်းရာမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကအာဆီယံဦးစားပေးမဟုတ်ဘဲရွေးကောက်ပွဲကြောင့်ပြည်ပကတ်အခြေအနေပိုဆိုးလာလိမ့်မယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးတတိပေးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်ဖြစ်ပွားနေတဲ့နိုင်ငံရေးပြဿနာနဲ့ပြည်ပကတ်ကိုဖြေရှင်းရမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာအာဆီယံရဲ့ဦးစားပေးမဟုတ်ဘဲရွေးကောက်ပွဲကြောင့်ပြည်ပကတ်အခြေအနေပိုဆိုးလာနိုင်ကြောင်းမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒါတုခ်ဆီရီမိုဟာမက်ဟာဆန်က ယမန်နေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောဆိုလာပါတယ်စစ်ကောင်စီကကျင်းပရန်စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးအရေးကိစ္စမဟုတ်ကြောင်းရွေးကောက်ပွဲဟာနိုင်ငံတကာမှာအမှန်တရားကိုဖုံးကွယ်ရန်လှုံ့ဆော်နေတဲ့အပြင်အဆင်တစ်ခုဖြစ်လျင်လုံးဝအတိတ်ပဲမရှိကြောင်းရွေးကောက်ပွဲကြောင့်ပရိပခတ်အခြေအနေပိုဆိုးလာနိုင်ကြောင်းမြန်မာအရေးဖြည့်ရှင်းရန်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝအကောင်အထည်ဖော်ရန်သာဖြစ်ကြောင်း၎င်းကပြောဆိုပါတယ်ရွေးကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးအရေးမဟုတ်ပါဘူး ဒါကတကယ်ပဲနိုင်ငံတကာရဲ့မျက်စိရှိမှဖုံးကွယ်ဖို့အတွက်အပြင်းအစင်လောက်တာတခုပဲဖြစ်ရင်တော့အတိတ်ပဲမရှိပါဘူးရွေးကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောဆိုပါတယ်အာဆီယံအနေနဲ့စစ်ကောင်စီထံကိုရှင်းလင်းပြတ်သားတိကျတဲ့သတင်းစကားပေးပို့ထားပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်အထည်ပေါ်ပြီးမှသာလျှင်ရွေးကောက်ပွဲနဲ့ပတ်သက်၍ဆွေးနွေးမှုများလှုပ်ဆောင်ရမည်ကိုပြောဆိုထားပြီးဖြစ်ကြောင်း အားလုံးပါဝင်တဲ့ညှိနှိုင်းမှုလုပ်ငန်းစဉ်အောင်မြင်ပြီးမှသာမြန်မာနိုင်ငံဟာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရက်ဖွဲ့စည်းနိုင်မှာဖြစ်ကြောင်း၎င်းကဆိုပါတယ်မြန်မာအရေးဖြေရှင်းရန်အတွက်မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်တဦးကို၃နှစ်တက်တန်းအတွက်အမြဲတမ်းခန့်အပ်ရန်အစိုးပြုချက်နဲ့ပတ်သက်ဆက်လင်း၍အာဆီယံအဖွဲ့အတွင်းသဘောတူညီမှုရရှိထားကြောင်းသိရှိရပါတယ်မြန်မာအရေးပြည်ထနာဟာမြန်မာနိုင်ငံတခုတည်းရဲ့ပြည်တွင်းရေးပြည်ထနာမဟုတ်တော့ဘဲဒေတာရင်းပြည်ထနာဖြစ်လာနေကြောင အထူးသဖြင့်မြန်မာနိုင်ငံမှာနေဆက်ဖြတ်ကျော်ရာဇဝတ်မှုများ၊ငွေကြေးခဝါချမှုများ၊ကြားဖြန့်လိမ်လည်မှုများကြောင့်ဒေတာရင်းပြဿနာများဖြစ်လာကြောင်းမလေးရှားနိုင်ငံတနင်္ဂနွေကမြန်မာနိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်2သိန်းကျော်ကိုလက်ခံထားရကြောင်း၎င်းကဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်တနာကျုပ်အတွင်းကိုတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိနိုင်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်စစ်တနာကျုံနာမခအတွင်းကိုတရခွန်မမရှော့တိုက်တုံးနဲ့တိုက်ခိုက်ရမှာ၆လုံးကြောက်ရောက်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်သေဆုံးပျက်စီးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မေလ25ရက်နေ့ည6:46မိနစ်အချိန်မုံရွာမြို့အခြေစိုက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်စစ်တနာကျုံနာမခအတွင်းကို တရခွန်မမရှော့တိုက်တုံးခုနှစ်လုံးပြစ်ခတ်ရမှာ၆လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးရှော့တိုက်တုံးများထိရောက်ပေါက်ကွဲမှုကြောင့်နမခအတွင်းမှချက်ချင်းတံပြန်ပြစ်ခတ်မှုများရှိခဲ့ကြောင်းနမခအတွင်းထိခိုက်မှုရှိနိုင်ပြီးအသေးစိတ်သိရှိနိုင်ရန်စုံစမ်းနေကြောင်းသိရှိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဘယ်နေရာမှမှလုံခြုံမှုမရှိစေရဘူးလို့ပြောကြင်ပါတယ်လို့ Brave Warriors for Myanmar BWM တာဝန်ရှိသူကပြောကြပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM No More Dictatorship NMD နဲ့ ရှဲတို့မုံရအဖွဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနေမြေခံများဖြစ်ကြတဲ့ရန်ကြီးအောင်အဖွဲ၊ဘူဒလင်မိုဘိုင်းတိမ်အဖွဲ၊နေမြေကန်ပကဖ၊ရွှေတရီကန်မဟာမိတ်တရင် Justice Brothers အဖွဲတို့ကတက်နိုင်တဲ့အခန်းကဏ္ဍများမှာဝိုင်းဝန်းကူညီပေးခဲ့ကြောင်းသိရှိရပါတယ်။အနောက်မြောက်တိုင်းစစ်တနာကျုံနာမခါဟာသကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကိုအဓိကအမိန်ပေးကုတ်ကဲနေတဲ့စစ်တနာကျုံဖြစ်တဲ့အတွက် ၎င်းဒေတာများမှရှိတဲ့တော်လိုင်းရင်အားစုများအတွက်ကိုအတိအကတိုက်ခိုက်နေတဲ့စစ်တပ်နာချုပ်တစ်ခုဖြစ်တယ်လို့ BWM အဖွဲ့ကပြောဆိုပါတယ်။ထို့ပြင်အညာဒေတာပြည်သူများကိုအတိအကဒုက္ခပေးနေတဲ့စစ်တပ်လေတီးများကိုအတိအကတိုလောင်ထားရှိတဲ့စစ်ကောင်စီဌာနချုပ်ဖြစ်တဲ့အပြင် အိုတင်ကွင်းရွာလေကြောင်းပုံကျဲမှုကိစ္စအပါအဝင်အညာဒေတာကိုလေကြောင်းတတ်ခိုင်းမှုနဲ့အရက်သားပြည်သူများကိုတတ်ဖြတ်မှုများအတွက်အထူးကကြိုးကန်ချဲလေကိုကဲနေတဲ့စစ်ဌာနချုပ်တခုလည်းဖြစ်တဲ့အတွက်ကြောင့် BWM နဲ့မဟာမိတ်အဖွဲ့များက BWM ရဲ့ Mission 39အဖြစ်ပေါ်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးစည်းကြုံအနီးမှာရှိတဲ့အင်းဝဘန်လုံချုံရေးဂိတ်ဆောင်စစ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးစစ်သားတအူးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ဇေကျိုနာယီစဉ်အနီးမှာရှိတဲ့အင်းဝဂိတ်မှာဂိတ်ဆောင်နေတဲ့စစ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။မေလ25ရက်နေ့မွန်လွယ်12နိုင်ကျော်ခန့်အချိန်ကဇေကျိုနာယီစဉ်84လမ်းနဲ့26လမ်းတောက်မှာရှိတဲ့အင်းဝဘန်မှာလုံခြုံရေးဂိတ်ဆောင်နေတဲ့အကြံဖတ်စစ်သားများအချင်းချင်းစကားများရန်ဖြစ်ရာမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ရင်ပစ်ခတ်မှုအတွင်းတနက်တန်9ချက်ထွက်ပေါ်ခဲ့ပြီးပစ်ခတ်မှုဖြစ်ပွားနေတဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာကလမ်းများပိတ်ဆို၍နာယီကားများဖြင့်စစ်သားတချို့ကိုလာရောက်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။စစ်အုပ်စုအချင်းချင်းတနက်နဲ့ပစ်တာပထမ၄ချက်နဲ့ဒုတိယအကြိမ်၃ချက်တနက်တန်9ချက်လောက်ပစ်တယ်။စစ်သားတကောင်တိတ်ဆုံသွားလို့နာယီကားနဲ့လာတင်သွားတယ်လို့ဒေတာပြည်သူတို့ကပြောဆိုပါသည်။ အဲ့ဒီလိုပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ဈေးကျအနီးအနားမှာရှိတဲ့ဈေးတဲ့တချို့ဟာစိုက်များပိတ်ကဈေးတဲ့များနဲ့ဈေးဝယ်များလဲထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရှိရပါတယ်။မန္တလေးမြို့နေရအနှက်မှာစစ်သားရဲပြူစောထီးများနဲ့အပြာရောင်ယူနီဖောင်းဝတ်ထားတဲ့ရက်ရွာလုံခြုံရေးအဖွဲ့ရက်ရွာအုပ်ချုပ်ရေးအဖွဲ့မိသက်နဲ့စီပင်တွေတောင်းချမ်းနေပြီးလမ်းပေါ်ဂိတ်ဖွင့်ငွေညစ်ခြင်းလက်နက်ပြမိုက်ကြီးခွဲခြင်းလောင်းကစားနဲ့မူးယစ်ဆေးအယောင်းအဝယ်လုပ်ငန်းများကိုဆက်ကြီးကောက်ခြင်း ထောင်ထွက်များကိုကိုဆုလူရဲ့ကျွလွန်စေပြီးခိုးရပါပစ္စည်းတွေခွဲဝေရယူခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ကြီးမြို့နယ်မှာမင်္ဂလာဆောင်နေအိမ်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုဒရိုးသမီးနော်ကမွီးဖော့အပါအဝင်တေဆုံးသူ12ဦးထိတိုးလာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကြီးရွာမှာရှိတဲ့မင်္ဂလာဆောင်နေအိမ်ကိုအကြမ်းဖက်စစ်တပ်ကလေချောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်သတို့သမီးနော်ကမွေးဘူးအပါအဝင်တေဆုံးသူ၁၂ဦးထိတိုးလာကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ယမန်နေ့မေလ25ရက်နေ့နနက်9:00နာရီခန့်အချိန်ကြောက်ကြီးမြို့နယ်ကျွန်းကြီးကြီးရွာမင်္ဂလာဆောင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ပုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်2ဦးနဲ့သတို့သမီးအပါအဝင်ပြည်သူ၁၂ဦးတေဆုံးခဲ့ကြောင်း အသက်မပြည့်သေးတဲ့ကလင်းငယ်73ဦးအပါအဝင်ပြည်သူ38ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒါအပြင်နေအိမ်7လုံးဈေးဆိုင်1လုံးတဲ1လုံးဝက်တဲ1လုံးလက်ထွန်1လုံးအင်းသား1လုံးနဲ့စာတင်ကျောင်းချံတို့ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကင်မရှိတဲ့ဒေသပြည်သူများနေထိုင်တဲ့ကျွန်းကြီးကြီးရွာမင်္ဂလာဆောင်ကိုရည်ရွယ်ချက်ရှိရှိဘုံကျတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ12ဦးမှာအသက်38ရှစ်နှစ်အရွယ်နော်ဖောတာရှူ အသက်35နှစ်အရွယ်နော်ဖောတရာဝါအသက်5နှစ်အရွယ်စောနေဘလူးမူအသက်46နှစ်အရွယ်နော်ဂျူပလီအသက်5နှစ်အရွယ်နော်ဆုထူထူအောင်အသက်22နှစ်အရွယ်သရိုးသမီးနော်ကမွီဖောအသက်19နှစ်အရွယ်မောင်တူတူအသက်14နှစ်အရွယ်မောင်မြင့်မြတ်ဟိအသက်52နှစ်အရွယ်နော်ဘူးလာဖောအသက်18နှစ်အရွယ်နော်စေးကပူဖောအသက်40နှစ်အရွယ်နော်အဲလာဖောအသက်44နှစ်အရွယ်စောပလဲတို့ဖြစ်ကြပါတယ် လေကြောင်းတိုက်ခိုက်မှုကြောင့်အပြင်းအထန်ဒဏ်ရာရရှိသူ38ဦးရှိပြီးကလင်းငယ်များနဲ့တက်ကြီးရွယ်အိုများပါဝင်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုအဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာအကြ